government shutdown ကဒီနေ့နဲ့ဆိုတော့9ရက်လောက်ရှိ10ရက်လောက်ရှိနေပြီเนาะ10ရက်နေ့ကစပြီး shutdown လုပ်တယ်10ရက်ရှိတာအဲ့ဒါမြန်မာပြည်သားတချို့တွေကျွန်တော်မိတ်ဆွေတချို့တွေအာဘာကြောင့် government shutdown လုပ်ရတယ်လဲဆိုတာလေးကိုအမ်နည်းနည်းပြောပြချင်တယ်ဒီ US နိုင်ငံကအစိုးရကတနေ့တခါပေါ့ budget ကလုပ်ရတာဖြစ်တယ်ပေါ့เนาะတနေ့တခါသူကအာတနေ့တခါ budget ကိုအတည်ပြုပြီးမှဒါ follow ပြီးမှပေါ့နော်ဒီတနေ့တော့အမေ30ရက်ဒီကိုသူကလောက်ရတာဖြစ်တယ်ဒါပေမဲ့ဒီတစ်ခါကတော့သူတို့ကဘာလို့ဖြစ်သွားတယ်လဲဆိုရင်ဒီအာတနေ့တစ်ခါတဝမ်းပတ်ချက်ကို pass မဖြစ်သွားဘူးမဖြစ်သွားတော့သူတို့က government ကိုဒီဟာကို shutdown လုပ်လိုက်ခြင်းဖြစ်တယ်အဲ့ဒီမှာဘာတွေပါလဲဆိုတော့ကျွန်တော်နေ့ငယ်လေးပြောပြခြင်းတယ်အော်ဒါဆိုရင်တော့ democratic republican ကအောက်လွတ်တော်မှာလဲအာအောက်ပါအာ နားလည်အောင်ပြောမယ်အောက်လို့ဒီမလေး Republic ထက်မှလည်း Republic ပဲရှိတယ် Buffalo Plus မှာဖြစ်တာလဲလို့မင်းဆံမေးခွန်းရှိတယ်ဒါပေမဲ့ဒီ Bill နဲ့ပတ်သက်လာတဲ့ဟာ budget နဲ့ပတ်သက်လာတဲ့ဟာယာလေးကိုဟိုတက The One Beautiful uh The One Beautiful Bill နဲ့မတူအဲ့ဒါကတော့ one time ပေါ့နော်ဒီတခါလဲဒီ50 vote ရတာနဲ့တော့အဲ့ဒါဒီပြုလို့ရတာဟာမျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီတခါတော့50နည်းနဲ့မရအောင် budget နဲ့ဆိုတော့ဒီကအလုံး budget နဲ့ပတ်သက်လာနိုင်ငံတော်နဲ့ budget နဲ့ပတ်သက်လာတဲ့အချိန်မှာဘာဖြစ်ဖြစ်ဒီ60ဆနက်ပေါ့နော်အဆနက်မှာ60အယောက်60ပေါ့60%ခန့်တော့ဘုံမှာပဲဒါဟိုအတိပြုလို့ရတာဖြစ်ပါတယ်အာဒါမဲ့အာ55ဘုတ်ပဲရပြီးမှ5ဘုတ်လုံနေတာဖြစ်တယ်အဲ့ဒါကိုဒီအတိမပြုလာလို့ shutdown လုပ်လွတ်ခြင်းဖြစ်ပါတယ်တကယ်တော့ USA နိုင်ငံက set up ပြီး shutdown တာဖြစ်နေမယ်ဆိုရင်ပေါ့နော် ဆက်လက်ပြီးရှတ်ဒေါင်းတာဖြစ်နေမှာဆိုရင်ဒီ US ကတော့အာစီးပွားရေးနဲ့နည်းနည်းထိခိုက်မှုလည်းဖြစ်လာမယ်အာဒီကျွန်တော်ထင်တာအေးတိုးတွေကတော့အခု government shutdown လောက်လာတဲ့ချိန်ကျတော့အေးတိုးတွေကတော့ကြလာမလားတော့မသိဘူးเนาะဘာကြောင့်လဲဆိုရင်တော့ဒီ government တွေကဆုံးရှုံးမှုတွေဖြစ်လာမယ်စီးပွားဆုံးရှုံးမှုတွေဖြစ်လာမယ်ဆိုရင်တော့အတော့ကကြလာဖို့အနေထားမျိုးမှာရှိတယ်တခုပြောချင်တာကအဲ့ဒီဘယ်ထဲမှာပါပါတယ်လဲဆိုရင်အခု အရင်ဖြစ်နေတဲ့ဟာကဘာလဲဆိုရင် ကျွန်တော်ရင်တော့ပြောခဲ့တဲ့နည်းတူပဲမြန်မာနိုင်ငံမှာရှိတဲ့မြန်မာ VOA တို့เนาะခု VOA ကပိတ်သွားရင်เนาะ VOA ကလောကအာမလာတော့ VOA မြန်မာအစစ်စင်မလာတော့ဘူးဒီဒီတခြားမီဒီယာတွေပေါ့မီဒီယာတွေကိုတော့မလာခုဒီ CNN တို့ ABC တို့တခြားမီဒီယာတွေเนาะဒီမိုကရက်တစ်ကိုအားတာပြီးမှဥပမာအော်ဘားမားဆိုအော်ဘားမားဒေါ်နယ်ထရမ့်မကောင်းတဲ့အကြောင်းပဲရေးပြီးမှ ဟိုဗာလဲဒီဒီမိုကရက်တစ်အကြောင်းနေပေါ့နော်ဥပမာဂျော့ဘန်တန်တို့အိုဘားမားတို့မကောင်းကြောင်းကောင်းကြောင်းနေပဲရေးတယ်ထရန့်တို့ဒီရီပဘလစ်ကန်တို့ပတ်သက်လာဟာဆိုရင်ကောင်းကောင်းမရေးပေးတဲ့အရာတွေကဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ဒီနေ့ကောင်းကောင်းမသိသွားပြီအဲ့ဒါဗာလဲဆိုရင်ဒီမီဒီယာတွေကဒီဒီဒီမိုဒီဒီဒီဟုတ်ဒီ USA နိုင်ငံကသူတို့မီလီယံတော့ချီပြီးတော့ပတ်စံဝင်နေတဲ့ဟာတော့မှဒီအစိုးရဘတ်ဂျက်တွေကိုထည့်ပြီးမှသူတို့ကိုထောက်ပတ်ပေးနေတာဒီမီဒီယာတွေကိုကထောက်ပတ်ပေးနေတာ ဲ့ဒီ top up ပေးဖို့အတွက်ကအဲ့ဒီ top up တာကိုဒီဒီ republic ကတော့သူတို့ media သူတို့မှာစီးပွားရေးဖြစ်နေတယ်သူတို့ media သူတို့လှုပ်ရှားနေတယ်လှုပ်လို့ရတယ်ဒါပေမဲ့ဒီတွေကလည်းမန်ကာမှုမရှိဘူးပေါ့တစ်ဖက်တစ်ဖက်အရန်လှုပ်တော့ဒီလွတ်တော်ကအဲ့ဒါကိုတိသွားပြီးမှအဲ့ဒီ625 million လား25 million လမ်းတူ50 million လမ်းတူအဲ့ဒီ budget ကိုသူက Europe League ကလာပေးချတယ်မမထက်ပေးဘူး ပြီးတော့ illegal ပေါ့နော် illegal နော် illegal ဆိုတာကတော့အထောက်အထားမရှိဘဲနဲ့ကျိုးတို့လို refugee လိုမျိုးမဟုတ်ဘဲနဲ့ illegal ဝင်လာတဲ့ chassio ကနေဝင်လာတဲ့ illegal ဝင်လာတဲ့လူတွေကိုလည်းသူက food stand တို့ medical တို့ free 100% free သူက billion လောက်ပါနော်900ဘီလီယံလောက်သူတို့အထက်ပေးထားတယ်အဲ့ဒါကိုသူကမထက်တော့အဲ့ဒါကိုအဲ့ဒါကိုထည့်တဲ့အချိန်မှာ illegal ဝင်လာတဲ့လူကအကျုပ်ခံစားခွင့်မရှိဘူး အကျုပ်ခါစားခွင့်အဲအကျုပ်အဲဒီကလေးကိုတော့ကျွန်တော်အကျုပ်ခါစားခွင့်ပေးဖို့မလိုဘူးဒါကျွန်တော်အမေရိကန်ဒီကိုပဲကျွန်တော်ဒီကဥစားပေးပြီးလောက်သွားရအောင်ဆိုပြီးမှပြောတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုသူက illegal လေးကို လောဝသူတို့ရဲ့သူတို့နဲ့ပတ်သက်တဲ့သူတို့ရဲ့အကူအညီကိုလောဝထက်ပေးရမယ်ဆိုတော့ကိုတဘောမတူလာလို့အခုကျွန်တော် United States မှာရှိတဲ့ USA နိုင်ငံသား USA မှာနေတဲ့လူဒီအတွက်က food stand နဲ့ medicate ကိုနောက်ကြိုက်ဒီဒီအဆူရနဲ့ပတ်သက်တဲ့အလုပ်တွေကို တို့ကမလုတ်ခိုင်းပဲနဲ့မလုတ် shutdown လုပ်ပြီးမှ illegal နဲ့ဒီ denim media တွေကိုထောက်ပတ်ပေးတဲ့ပတ်စံတွေကိုတို့ကမထက်ပေးလာလို့အခု shutdown လုပ်နေရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထင်တယ်ကတော့ illegal ဒီလောက်တိအခွင့်အရေးပေးတယ်ဆိုတော့ဒီပေကဘာလဲဆိုရင်ဒီ illegal တွေကို million 20တန်း20ကျော်လောက်ခေါ်မယ်ခေါ်ပြီးမှဘာလို့တို့တို့ရဲ့စစ်စင်ကတို့ကအခွင့်အရေးဒီလိုလေးပေးမယ်ပေးပြီးမှဘာလို့လဲဆိုရင်ဒီအမဲဆာနာနေနော်ဒီလွတ်တော်မှတ်တွေမှာ မဲဒီမှာအမနဲတဲ့နေရာမှာဒီကောင်တွေကနေရာချထားပြီးမှဘာလုပ်လဲဆိုရင်နေရာတွေချထားပြီးပြီးမှနေရာတွေချထားပြီးပြီးမှဘာလုပ်တယ်လဲဆိုရင်ဟိုမဲတွေရအောင်ဒီသူတို့ရဲ့မဲတွေရအောင်လွတ်တော်မှတ်တွေမြန်မြန်ရလာအောင်ဒီစနက်တွေမြန်မြန်ရလာအောင်သူတို့ကအဲ့လိုမျိုးနေရာတွေကိုမနိုင်တဲ့နေရာတွေမှာနည်းနည်းနည်းဖြည့်ပြီးမှတွားခိုင်းဖို့အနေထားမျိုးသူတို့ရှိတာဖြစ်တယ်ဒါကြောင့်သူတို့က illegal တွေကိုအမတာမှခွေးပေးပြီးမှ လုပ်နေတာဖြစ်ပါတယ် ဆိုတော့အခုကဒီဒီနေ့ကတော့တလားပိတ်မလားမဟုတ်ပဲနဲ့နလားပိတ်မလားမဟုတ်တနည်းပိတ်မလားဆိုတာကတော့ကိုကမပြောတတ်ဘူးမပြောတတ်ဘူးဒါကြောင့်ကျွန်တော်ပြောချင်တဲ့ရက်ကပါလဲဆိုရင်လောလောဆယ်ရှေ့ရှိသွားပြီ budget ထဲမှာပါတဲ့ရက်ကပါလဲဆိုရင်အဓိကပြဿနာက media နဲ့ illegal တွေကိုကိုကြီးထောက်ပတ်တဲ့အကိုကြီးထောက်ပတ်တဲ့ budget ကိုမထက်ပေးလို့ဒီ vote ကိုမရတာဖြစ်ပါတယ် ဒါကြောင့်ဘေးပါတီကကောင်းတယ်လေဘေးပါတီကမကောင်းဘူးလေဆိုတော့ကျွန်တော်တို့ကောင်းအောင်နားလည်စေချင်တယ်။အော်ဒါကူ illegal ဝင်လာလေဒုက္ခစီးရတဲ့တဲ့တနာနာကူညီလိုက်ပေါ့ဘေးလို့ US နိုင်ငံရဲ့ကျွေးက36 trillion ဖြစ်နေပြီ။36 trillion ဆိုရင် US နိုင်ငံမို့ဒီအာမြန်မာနိုင်ငံအဲ့ဒီနိုင်ငံတဝက်ဒီကဘာရဲ့တဝက်ကိုတော့မမေဝယ်ဝယ်လို့လို့ရသေးတယ်ဟုတ်လား။ ဒီကဘာကဘာမှာတဝက်ရှိတဲ့နိုင်ငံကိုတော့မဝယ်ဝယ်လို့ရမှာတကယ်ရောင်းလို့ရောင်းမစွေလေပြောမစွေပေါ့နော်နည်းနည်းလေးနည်းနည်းလေးတီတီတီဖြစ်တဲ့နိုင်ငံတွေဝယ်လဲဝယ်လို့ရမှာတကယ်တော့ဝယ်ရောင်းမစွေပေါ့အဲ့လောက်ကြီး36ထရီအကျွေးတင်သွားတဲ့ဟာကိုတပ်ပြီးမှငါတို့က free တွေလုတ်ပေးမယ် illegally ဘုံမှာ US နိုင်ငံမှာ refugee ပါညာနဲ့ဝင်လာလို့ဒုက္ခရောက်ရဲ့အကူကြီးတယ်ဆိုတော့မစိုးဘူးအခုကအဲ့လိုမဟုတ်ဘဲနဲ့ဒီ illegal ဝင်လာတဲ့လူကိုပြစ်ဝခွေခွေအေးတွေပေးပြီးမှကျွန်တော်တို့ legal ရှိနေတဲ့လွတ်လပ်နေတဲ့လူကိုတော့ medicate ပါမှမပေးဘူးကိုယ့်ကိုယ်နဲ့ကိုယ်ပတ်စံနဲ့ဝင်နေရတဲ့နေထိုင်မှုဆိုတော့ဒါကတရားမှုတော့မရှိဘူးအဲမိတ်ဆွေတို့အနေနဲ့စဉ်းစားစီချင်တယ်ဆိုတော့သူတိချင်တဲ့အရာလေးကိုကျွန်တော်ပြောပြလိုက်ချင်ဖြစ်တယ် US နိုင်ငံကခုလောလောဆယ် shutdown ဖြစ်နေတယ် government shutdown ဖြစ်နေတယ်ရှေ့ရရှိနေပြီเนาะရှေ့ရရှိနေပြီအဲ့ဒီထဲမှာပါတဲ့ဟာကခုနကကျွန်တော်ပြောလိုက်တဲ့လူပဲ တတင်းမီဒီယာတွေကိုကူညီထောက်ပတ်တာနဲ့ illegal တွေကိုထောင်ပတ်ပေးတဲ့ဟာကိုထက်သွင်းထက်သွင်းပြီးမှ budget ထက်သွင်းမထက်ပေးပြီးလို့ democratic တွေက vote မလုပ်ရချင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောရင်းဒီမှာပဲဆုံးသတ်ချင်ပါတယ်မင်းဆိုဒီဗီဒီယိုနေ့တက်တဲ့ share တွေလည်းအာတိချင်တဲ့လူတွေတွေ့တဲ့ share လုပ်ပေးဖို့လို့မိတဲ့ခါချင်မယ်ကျေးဇူးပဲနောက်မှကျွန်တော်ပြန်တွေ့ကြမယ်